မန္တလေးပြည်သူစေယုံကြီးရှိအထွေထွေရောဂါကိုကိုထက်ဆောင်ပြန်လည်ဖွင့်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ငလင်းတန်းတင်ပြည်သူစေုံကြီးရှိအထွေထွေယောဂအကူကိုထက်ဆောင်ကိုပြီးခဲ့တဲ့ရက်ကပြန်လည်ဖွင့်လှစ်နိုင်ပြီလို့အေယဝတီဖောင်ဒေးရှင်းကတည်ရပါတယ်။အေယဝတီဖောင်ဒေးရှင်းကအင်ဂျင်နီယာနဲ့ကျွမ်းကျင်လုံသား200ကျော်ထူဟောင်းငလင်းတန်းတင်မန္တလေးပြည်သူစေုံကြီးရှိအထွေထွေယောဂအကူကိုထက်ဆောင်အမြန်ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆရာဝန်ဆရာမတွေနဲ့အတူလက်တွဲပြီးမြစ်တာဖြစ်တာဝန်ယူပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီးပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အစိုးရမန္တလေးပြည်သူစေယုံကြီးကိုထဆောင်ပြန်လည်ဖွင့်လှစ်နိုင်ဖို့အပြန်အစည်းတွေရှင်းလင်းပြုပြင်မွမ်းမံထားလိုအပ်တာတွေစစ်ဆေးပြုပြင်ဖြည့်ဆွက်ဆောင်ရွက်ပေးတာနဲ့တန်ရှင်းရေးတို့ကိုလည်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။အေယဝတီဖောင်ဒေးရှင်းအနေနဲ့မန္တလေးနယ်စခိုင်းရှိငလင်းထန်းတင်အဆောက်အဦတွေဖြိုးပြက်ရှင်းလင်းထားနဲ့ပြန်လည်မွမ်းမံတဲ့လုပ်ငန်းတွေရဲ့အတွက်လည်းစိုက်ရှင်ရန်တရားတွေနဲ့ပံပိုးကူညီဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။